တပေါင်းဆိုတဲ့ကောင်ကတိတ်ပြောလို့ရတာဘူးသူ့အဖေသုံးပါးပါလေးလို့ဟုတ်တယ်ကွာသူ့အဖေတော့ကလည်းမြတ်တင်ကိုဓမြတိုက်ရင်လည်းအတင်းအဓမ္မခေါ်ယူပေါင်းတင်လိုက်တာဒါဆိုဒေါ်လေးမြတ်တင်ကအလိုမတူပဲပေါင်းတင်ခံရတာဆိုတနာပါအနာစရာမလိုပါဘူးသမီးရဲ့လူဆိုတာကကိုယ်ကံနဲ့ကိုလာကြတာပါညတင်ကိုတပေါင်းရဲ့အဖေကအတင်းအာရမယူခဲ့တော့ညတင်ခင်ဗျာလေမလွဲတာလို့သာဒီတပေါင်းမွေးလိုက်တာရဲ့ ူနို့တိုက်တာမဟုတ်ဘူးနွားနို့တိုက်လာခဲ့တာသူ့အမေကနွားနို့တိုက်နိုးသမီးနေကျွေးတော့ကြွကြည့်လေခွာဒီကောင်နွားစိတ်ပေါက်ပြီးနွားလိုရိုင်းတော့တာဗောဟုတ်ကြည်ကြည့်ဟင်းဟိုမှာတဘောဟမ်ဟောတဘောဟောမင်းကငါ channel ကိုအုံပွဲငပြောပွဲနဲ့ဘာလာလုပ်တာလဲဟမ်ကျွန်တော်ကျွန်တော်ကျွန်တော်လာလာလာတောင်းဟာရ သမီးကိုလာတောင်းရတယ်လို့မင်းတော်တော်ကိုမိုက်ရိုင်းနေပြီမင်းဟဲ့လေကြည့်ကြလုံးလိုက်စကွာမင်းရလေသွားစမင်းသွားလို့ရ အမေတော်မလွဲတာလို့ကျုပ်ကလူလောကနဲ့ဆွဲသွင်းခဲ့တာဆိုကျုပ်ဘာဘာလုပ်ရမှာလဲလှုပ်ကြပါခမရတို့ကြိုက်တယ်လို့သာလှုပ်ကြကျုပ်ကိုတင်အောင်တတ်မယ်ဆိုရင်လဲတတ်လိုက်ကြပါတော့ဗျာ